ဆက်ဖလို့ဆရာတဲ့ချိန်တွေမှာပျော်စရာတွေ့ရင်ပျော်စနို့တူဝမ်းနေစရာ တွေ့ရင်မမနိုင်တော့ဘူး။ရာရာဟာခန်းစားချက်တွေမဲ့ပြီးလူလဲထုံထိုင်းမိုင်းနေတာ။လူတွေနားမှာမနေစတော့ဘူး။နေစတော့ဘူးဆိုတာထက်ကိုယ့်ရဲ့လက်ရှိစိတ်ချင်တွေကိုနားမလည်ပြပါဆိုရင်လည်းစိတ်အားနာတဲ့စိတ်နဲ့လူတွေနဲ့ဝေးရတဲ့နေရာကိုထွက်ပြေးတယ်။ဒီလိုနေလို့ဖြစ်သေးဘူးငါ့ကိုယ်ကပျောက်ဆုံးလို့ဖြစ်သေးဘူးဆိုပြီးဘယ်ရောက်လို့ညနေမှမသိရဲ့ ုကုကုပြန်လိုက်ရှာကြည့်တယ်။ရောက်တော့လမ်းမှာစံတဝါနေပြီ။မနက်စောစောထားတယ်၊ချွေးထွက်အောင်လေးချိန်ငယ်ထလုပ်တယ်။မနက်စာဝဝအောင်စားတယ်၊ဝါသနာပါရလေးတွေပြန်ရှာကြည့်တယ်။တစ်ပင်ဆိုင်တွေရေလောင်းတယ်၊စာရီရေးတယ်။ဒါရီလုံးမီပျော်ရွှင်မှုကိုမချမတွေ့သေးပြန်ဘူး။ ဒီကာလာကြီးဟာကိုစီကိုစီအများကြီးပြင်းမှခက်ခဲတယ်ဆိုတာသိပေမဲ့ဒီကာလာကြီးမှာရှင်သန်ခြင်းစရာကောင်းမကောင်းမင်းနဲ့လည်းကျမတို့ကြိုးစားရုန်းကန်ပြီးရှင်သန်နေရအောင်ပါပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဘဝမှာဘူး။ဆီဆပီလေလမ်းပြောက်တဲ့အချိန်တွေ self loss ရမယ့်အချိန်တွေကြုံချင်းကြုံနိုင်တာပါပဲ။ဒါပေမဲ့လည်းကိုကူကူအမြဲပြန်ရှာဖွေနေရအောင်ပါပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဘဝမှာကျမတို့ရဲ့ဘဝမှာ ဝရဲ့ပျောက်ဆုံးမှုကတခြားလူကလိုက်ရှာပြီးလူမရပါဘူး။ကိုဘဝကိုကိုပိုရိုင်းမပြေရှာမှရတာမို့ပါ။